ားလုံးပဲမင်္ဂလာပါခင်ဗျာမချစ်ချက်ရိုးထဲမှာ0ရိုးအပြည့်ကိုဖြစ်နိုင်ကြီးအ ਨੇ ဆုံး0ရိုးအပြည့်ကျွန်တော်ဆော့ပြမှာပဲဖြစ်ပါတယ်နောက်ထပ်ခုလိုမျိုးထူးထူးဆန်းဆန်းလေးတွေဗီဒီယိုအလန်းလေးတွေကြည့်ကြည့်သေးရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုရသေးပါဗျာရင်ဦးဆုံးအနေနဲ့ကတော့အကောင့်ဝင်အောင်ထိန်းစော်ထားဖို့ပဲအကြံပေးခြင်းပါတယ်ဒါပေမဲ့တင်ရ Facebook မှာတခုခုပေါ့နော် Idan တို့ Hero တို့စောစောစီးလိုချင်နေဆိုရင်တော့ဝင်ခံပြီးဆော့လို့ရပါတယ် ဲ့မဲ့ကျွန်တော်ကတော့ဝင်ခံပြီးဆော့တာတိတ်မချိုက်ပါဘူးအစောပိုင်းမှာသူပြီးတဲ့ဟီရိုလီနဲ့အစဉ်ပြေအောင်ကော့ကိုပဲထိန်းဆုပ်ပဲပြောချင်ပါတယ်ပတ်စံကိုအရင်မဖြုံပါနဲ့ပတ်စံအရင်ဖြုံလိုက်တာဘာဖြစ်သွဲလဲဆိုတော့လက်ကင်းရောက်လို့ရှိရင်တင်းအနေနဲ့ဒုက္ခအများကြီးတွေ့နိုင်ပါတယ်အနည်းဆုံးတော့ပတ်စံကို20အောက်မကျစီပဲထားပါ20ထားလို့ရှိရင်တင်းအနေကတပွဲကို၄ချက်၄ချက်အနေနဲ့ရရှိမှာဖြစ်ပါတယ် ဘာပြီးရောတပွဲလေးချက်ဆိုပဲ10ပွဲဆိုရင်တင်းနေနဲ့ပစံ40ရမှာဖြစ်ပါတယ်။နောက်ပိုင်းလေကင်းရောင်းမှာကိုလိုချင်းနဲ့ဟီရိုတစ်ခုကိုကိုလိုချင်းနဲ့ level တစ်ခုရောင်းမှာပစံတွေကိုဖြုံးမှုအတွက်အကြံပြုချင်ပါတယ်။လောလောဆယ် Dragon Order ဖြစ်နေရဖြစ်တဲ့အတွက် Dragon Order Rule ပဲတည်ထားတာဖြစ်ပါတယ်။သူက Dragon Order Rule တွေလာရောက်နေဖြစ်တဲ့အတွက်ကျွန်တော်ကလောလောဆယ်တော့တည်ရမရှိရနဲ့ Dragon Order Rule ပဲတည်လိုက်ရဖြစ်ပါတယ်။ ဆယ်ဥပီအောင်ဆော့မယ်ဆိုရင်လည်း Dragon Order ရောဆယ်ဥပီအောင်ဆော့လို့ရတယ်မှာပါတယ်။ဒါပေမဲ့ဟို Magic Crystal ပေးတယ်မပေးဘူးကတော့မပြောတတ်ဘူးပေါ့နော်။ဒါကတော့ကံမော်မူတီတာပေါ့။ဆယ်ဥပီအောင်ဆော့ဖို့တော့တကယ်မလွယ်တာပါ။ဒါပေမဲ့လည်းမပြည့်ပြည့်အောင်ဆော့မယ်ဆိုစိတ်ကူးရှိတယ်ကျွန်တော်မှာ။ပေးရတယ်ကျွန်တော်ကြားရတယ်ကျွန်တော်အကုန်ချင်းပြမှာ Magic Crystal ပေးရတယ်။ဘလို့စဲ Dragon Order ဆော့ရင်လေ၄ရူတော့ဖြစ်သွားတယ်။နောက်နှစ်ကောင်ထင်း၆ရူ။ ူကကိုယ့်ရဲ့ဟီးရိုကြီးတိတ်မှမှန်မျောဖို့အကြံပြုချင်တယ်။ဒါဆိုတော့ရိုးပြေးဖို့အတွက်ကိုယ့်ရဲ့ main hero တစ်ကောင်တော့ရှိရင်လုံလောက်တယ်လို့ကျွန်တော်ပြောချင်တယ်။ဒီကပွဲကိုအရင်အများကြီးမဝင်မနဲ့တပွဲကိုတစ်ကောင်တလီလောက်ဒီ30လောက်ဝင်တာတော့တကိစားမရှိဘူးလို့ပြောလို့ရတယ်။ကဲ PB နဲ့တော့ Facebook ကိုရောက်လာပါပြီ ဖေဗောမှာဘီတာရဲ့ item လေးကမစိုးပါဘူးပထမအဆုံးဖေဗောဖြစ်တဲ့အတွက်ဘာရူမတော့မပါဘူးဒါပေမဲ့ကျွန်တော်ကဓာတ်စိမ်ကိုယူလိုက်တယ်အားလုံးနဲ့အဆင်ပြေအောင်မှန်တိုင်းပြောရရင်တော့ကျွန်တော်ကရူကြီးပါကြီးကြာစီချင်တာဒါပေမဲ့ပထမအဆုံးဖေဗောမှာကရူမကြာတတ်ပါဘူးကြာလည်းမကြာပါဘူးအဲ112ရှာဖြစ်သွားပြီတင်လိုက်တာဒါပေမဲ့ blending ထသွားတာက masmero ယူသွားထားတာဖြစ်တယ်အဲမဲ့ဆောပိုင်းဖြစ်နေတဲ့အတွက်ကိစ္စမရှိပါဘူး။ဘတ်စမန်ရိုးထားလေဘတ်စမန်နှစ်စားဖြစ်သွားတာပေါ့ တကောတာ0 must be 0နဲ့ပွဲကိုထိန်းစော်သွားလို့ရတယ်။ရိုင်းဝင်နေတာရဲ့ဆိုင်တော့အခုလိုပေါ့နော်ဘွဲနိုင်တပွဲရှုံတပွဲနိုင်တပွဲရှုံလေးဖြစ်နေရတာတင်ပွဲရှိရှိစော်လို့ရတယ်။နံပါတ်1ရဖို့ရာခိုင်တော့မရတယ်။လက်ကင်းရတော့လက်ကင်းဟီးရိုးတွေလက်တက်ဖို့တော့လိုတယ်။ဒါဒီကိုစော့နေတဲ့ဒီတကြက်တန်နဲ့ကြက်တန်နေတော့မပြောပါစေချင်ဘူး။ကြက်တန်နဲ့ကြက်တန်နေရမကြမ်းမဟုတ်ကြမ်းပါတယ်။ဒါပေမဲ့ တကယ်တကယ်ကျွန်တော်အရှိပြည်မှာပြောခဲ့သလိုလေဂျက်တန်ဟီးရိုးတွေလက်ဂျန်ဒရီဟီးရိုးတွေနဲ့ရှင်လာခဲ့လို့ရှိရင်တော့အကောင်ကြီးကတိတ်မတိုးတော့ဘူးဟင်းခုဆိုရင်ကျွန်တော်ပြန်ရှုံသွားပါပြီဒမ်မီကတော့ဝန်ဝန်အများဆုံးပေးတာပဲဝန်ဝန်ပြီးရင်တော့ကျွန်တော်ရဲ့ကားပေါက်စာလေးပဲပေးတာဖြစ်တယ်ကျွန်တော်ပွဲကိုနည်းနည်းဟိုနည်းဖြစ်လို့ရအောင်ကျွန်တော်အကောင်နဲ့ဆက်တင်လိုက်တယ် ျွန်တော်မှထည့်စရာကဘာမှမရှိတာဖြစ်တဲ့အတွက်ကျွန်တော်ကာနစီပဲထည့်ပေးလိုက်တယ်။ဘာပြောကာနစီကတော့သူဓာမီတော့များတယ်။ပြီးတော့ဒီကားကြီးကအရင်မချစ်ချင်းနဲ့မတူတော့ကဒီကောင်လေးကတိုက်တယ်တိုက်တယ်စပယ်လေးတုံးတယ်။အဲ့အဲ့တခုကတော်တော်ဖိုင်တယ်။အဲ့တော့ကားကြီးစောတဲ့လူကြီးရှိနေတယ်။ကားကြီးမစောတဲ့လူကြီးရှိနေတယ်ကျွန်တော်ပြောချင်တာဆော့ကြည့်ပါပြောဖို့ကောင်းတဲ့ဟီးရိုးတွေမှပါပါတယ်။အဲကျွန်တော်ဒေါကွန်အော်ရာဟီးရိုးတို့တဲဖို့အတွက်ကျွန်တော်ဟီးရိုးတွေစတော့စုနေပါတယ်။ ကျွန်တော်ခုအကောင့်ထည့်မယ်ဆိုရင်တော့မှပဲ9အကောင့်မရှိပါသေးတယ်6အကောင့်ပြေပွားလိုပါသေးတယ်ဝဝန်အောက်မှာ2အကောင့်ရှိတယ်နောက်ထပ်ကျွန်တော်ထပ်ဝယ်ရမယ်ဝဝန်လေးကို3ရှာဖြစ်အောင်လို့ဘာလို့လဲဆိုတော့ dragon order အပြည့်ဆိုပြီးကျွန်တော်ဝဝန်အထောင်ဆော့မယ်လို့စိတ်ကူးထားလိုက်လို့ပါဒါပေမဲ့ဖြစ်မဖြစ်တော့မသိသေးဘူးပေါ့နော်ဒါကတော့လောလောဆယ်တော့စိတ်ကူးထားတာပေါ့အဲဆိုရင်လည်းဆိုရင်လည်းဝဝန်ကြီးရလာပါပြီ နောက်နှစ်ကောင်ဆိုတော့သတိစားဖြစ်ပြီဖွဲရတဖြည်းဖြည်းနဲ့ဘာလို့လဲတော့ round 2 fake ball ကိုရောက်တော့မှာဖြစ်တယ်ဒီ fake ball ရောက်လို့ရှိရင်တော့ဒီကြတာကတော့ magic crystal ပါလာပြီ save ဆိုကျင်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီထဲက magic crystal တစ်ခုခုကိုယူပြီးတော့ကျွန်တော်သူ့ပေးတဲ့ rule တင်မှမရတော့ဘူး တကယ်လို့ကျွန်တော်ကဒေါကွန်အော်ဒါပေးရင်တော့ကျွန်တော်တို့အဆင်သင့်ပါတော့ရေကန်သင့်ချတဲ့မယ်ဒေါကွန်အော်ဒါမပေးခဲ့ဘူးဆိုရင်တော့ကျွန်တော်ခိုင်တဲ့အခက်တွေ့ပြီကျွန်တော်အကြံဟီးရိုတွေပြင်ချင်ရတော့တယ်တချို့တလီဟီးရိုတွေကိုတုံးမထားရမယ်ကျွန်တော်ကပွဲနိုင်အောင်လဲစော်ရတယ်ရူးတွဲဖို့လည်းစဉ်းစားရတာဖြစ်တဲ့အတွက်ဒီကိုစော့နေတဲ့ဟီးရိုရိုးတွေကိုလည်းကောင်မတင်မနေမစော့လို့မဖြစ်ပြန်ဘူးအဲ့တော့အထိုက်တရောက်တော့ပွဲနေနေထိအောင်တင်ရတယ်ဒါတော့မှမတူပါဘူးရှုံးသေးတယ် မဲ့ကိစ္စမရှိဘူးသူရအများကြီးကြံသေးရဖြစ်တဲ့အတွက် EC ပွဲကိုကိုလိုသလိုခြေလှယ်လို့ရသေးတယ်အဲအခုဆိုရင်ဒါဖိတ်ပေါက်ရောက်လာပြီ second round ရဲ့ဖိတ်ပေါက်မှာအဲရူးတွေစပါလာပြီအဲကျွန်တော် astro power rule တော့လိုချင်တယ်အော်ကံကောင်းစွာနဲ့ပဲလုံးဝ astro power rule ကိုဘယ်လိုမှမယူဘူးခင်ဗျာကွတီပဲဒါဆိုရင် astro power တကယ်လို့နောက်တော်ရိုးသာရခဲ့မယ်ဆိုရင်ဂျင်းတည်လေဒါလုံးဝ0ရိုးပြေသွားရင် ကျွန်တော်ကကားင်းရဆော့တာဖြစ်တဲ့အတွက်6ရူဘရန်ဇင်လဲဆို9ရူကားနဲ့ဆိုရင်10ရူ90နောက်နှစ်ခုပဲလိုတယ်ဖြစ်နိုင်တယ် AC ဖြစ်နိုင်တယ်နော်ဒါပေမဲ့အရင်ကြီးလွယ်ကူနေတဲ့ကိစ္စမဟုတ်ဘူးလောလောဆယ်ဘာမှကူဟိုဟာ Astro Power Hero တွေနေရာတည်းအတွက်လောလောဆယ်ဒီ Dragon Order Hero တွေနေကျွန်တော်ထိမ်းပြီးပွဲကိုဆော့နေတော့ဖြစ်တယ်ပွဲကတော့9လိုက်ရှုံလိုက်9လိုက်ရှုံလိုက်ပဲလူနဲ့ပဲလိမ့်ရလိမ့်ရနဲ့တော့အနေရဖြစ်တယ် ဒဂုံရကတော့6လို့ပြည့်ဖို့တကောင်လုံးနေသေးတယ်။ကျွန်တော်စဉ်းစားစရာတွေတော့ဖြစ်လာပြီတဖြည်းဖြည်းနဲ့။ဒဂုံဩရာပဲစုတ်သွားမှာလား။ Astro Power Rule ပဲပြောင်းမှာ။ကျွန်တော်အကုန်ပြောင်းရအောင်မှာအစားဆုံး။ကျွန်တော်မှာ Astro Power Rule နဲ့ပတ်သက်တဲ့တကောင်မှောင်မရှိတာ။ဒီတိုင်းပဲပွဲထိန်းစော်သွားတာဖြစ်တဲ့အတွက်ဘလော့စေတော့ဘာမှပြောင်းလို့မရသေးဘူး။ပတ်စံလည်းစုသွားသေးတာဖြစ်တဲ့အတွက်ချိန်ကျင်နေဆိုရင်တော့ကျွန်တော်အထိုက်လျောက်ပတ်စံပြန်စုမှရမယ်။အဲဒီပွဲမှာကျွန်တော်နိုင်သွားပြီ။ ဘာမှသာမဟုတ်တာတချက်တန်ဝန်ဝန်ဓာမိအများဆုံးပြီးရဓာမိနှစ်သိန်းကျော်လောက်တော့ပြီးရအေးဘုံဒါသတိစားဒီလောက်တော့ပြီးနေတာပေါ့ခရီးရောင်းတော့ရောက်လာပြီခရီးရောင်းမှာဘာရတဲ့နေပြီးမြဲတချက်ကြည့်ရမယ်အဲကျွန်တော်စတင်ပြီးတော့ zest ကိုဝယ်လိုက်ပြီဒါ astro power ကိုကျွန်တော်စုဖို့အတွက်စတင်ပြီးတော့ကျွန်တော်ရဲ့ ဝယ်လိုက်တာဝယ်လိုက်ခြင်းဖြစ်ပါတယ်ဒါလည်းဆက်ပဲရောင်းလို့ပါတကယ်လို့ extra rule တွေကဘာပဲဟိုဘာပဲလာရောင်းရောင်းကျွန်တော်အကုန်ဝယ်တော့မှာပါဘာလို့လဲဆိုတော့ကျွန်တော်0 rule တင်မှဖြစ်တဲ့အတွက် rule လည်း magic crystal လေးရပါပြီဖြစ်တဲ့အတွက်ဒီ rule ကိုတည်ဖို့အတွက်ကျွန်တော်စိတ်ကူးပါပါပြီ lesson นี่ပြန်ချင်းရအောင်မကြောက်တော့လောလောဆယ်အစဉ်ပြေအောင်မယ်ဝင်ဖြစ်အောင်မှာဖြစ်တဲ့အတွက် astro power ကလည်းလာမယောင်းလေးရဖြစ်တဲ့ပြန်ဒီတိုင်းလေးပဲပွဲကိုထိန်းစော်သွားမှာဖြစ်တယ် လိုက်ပြီးတော့သုံးချက်တန်နဲ့တန်အောင်เนาะကျွန်တော်ခိုင်းလိုက်အောင်ဗျာဒီကောင်ကြီးကိုကျွန်တော်ရောင်းထုတ်ဖို့ကလည်းနှမျောတယ်ဗျာစုရတယ်အများကြီးစုရတယ်ကျွန်တော်ဒီကောင်ကိုပတ်စံနေအများကြီးပေးရအလှည့်ပြီးဝယ်ထားတာပြောတယ်ရုပ်တရည်ကြီးရောင်းအောင်မကြောက်လဲနှမျောတယ်ဒါမဲ့နှမျောနေလို့မရအောင်ကျွန်တော်ဆယ်ရူးဆော့ကျန်တာဖြစ်တဲ့အတွက်သွားဘာမှတန်ရုံးစင်တွင်နေလို့မရအောင်အကုန်ရောင်းဘလို့ဆော့မလဲဒါမဲ့ကျွန်တော်တန်ရုံးစင်တွယ်ပြီးတော့ဒါပဲထက်ဝယ်အဲဟုတ်ပြီလင်းလာပြီနောက်ထပ် H2 Power Hero တကောင်ထည့်ရပြီ ဘာတွေထက်ရအောင်လဲဟိုဘာမှမရအောင်ပါဘူးနော်ဆက်နေနေပါဖြုံးလိုက်ရတယ်ဆက်ရန်ဖြုံးလို့မရဘူးကျွန်တော်ရှိမှပြောခဲ့တယ်လို့အနည်းဆုံးတော့အင်တာနက်20ထားမှရတယ်ဘာကြီးဝန်လေးနဲ့လုံစားတာတော်သူပွဲလေးတော့နိုင်တယ်ပတ်စံရှာလို့ကောင်းတယ်ခုချိန်မှာဝန်ဝန်ကြီးကိုကောက်ရောင်းလိုက်မယ်ဆိုရင်ကျွန်တော်ဘဝမတွေ့ရစရာပဲကျွန်တော်ရုပ်ပြည့်ကြီးရှုံးသွားနိုင်တယ်ခုနကခရီရောမှာတော့ကျွန်တော်ကကလုံးဟီလိုတစ်ခုကလုံးတစ်ခုရထားဖြစ်တယ် အဲ့တော့ကျွန်တော်ကလင်းတစ်ကောင်တလာရောက်လို့ရှင်ဒီဘောအောင်ကျွန်တော်ရောင်းဖို့အတွက်ရှင်းရွားတယ်။ဘာလို့လဲဆိုတော့ Apple Hero 2စဖြစ်သွားမှာ။ဆော့လိုင်းဆော့လိုင်းနေနော် eBay eBay နဲ့နောက်ထပ် Facebook ကိုရောက်လာပြီ။ဒီ Facebook မှာဘာတွေပေးမှာလဲ။ကဲလို့ Astrobar Rudy ဒါထပ်ပြီးမယ်ဆိုတော့ပြောစရာအောင်မလို့တော့ကျွန်တော်ဆယ်လို့လုံးဝပြည့်သွားတယ်။ဒီကြတာတစ်ခုကတော့ဒီ Astrobar နဲ့ပတ်သက်တဲ့ Hero ပဲရှာရတော့။အိုးဒီဘက်မှာကျွန်တော်နည်းနည်းအထိနာပါတယ်။ ဲ့တော့ရှယ်သွင်းသွားတာသွင်းသွားတဲ့ကောင်လည်းတေကန်ကြီးကောင်ဖြစ်တယ်သူကလည်းအသေးတန်တင်ထားဖြစ်တယ်။အိုးကံကောင်းကျင်တော့ S2 power root ထပ်ပြီးရေဗျာလုံးဝကံကောင်းသွားပြီ Facebook ကပဲ S2 power root ကိုနှစ်ခုရတယ်လုံးဝ0ကိုပြည်သွားပြီတည်ကြတယ် S2 0 root ဆော့ကိုဆော့မှရတော့မယ်ကျွန်တော်ကအစိုးရရဲ့ zero ဆော့ပြရမယ်လို့ပြောထားတာဖြစ်တယ်အစိုးရက zero ကိုကျွန်တော်မပြည့်ပြည့်အောင်တွဲတော့မှဖြစ်တယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်ကတော့အလုတ်ရှုပ်တယ် အကုန်လုံး changes လုပ်ရဖြစ်တဲ့အတွက် item တွေအကုန်လုံးကျွန်တော်လိုက်ပေးရတာပါဆင်အုံတော့ကလည်းစဉ်းစားတယ်လက်ကလည်းမလိုက်နိုင်အောင်ဖြစ်တယ်အဲ့မှာရင်ကျွန်တော်တပွဲတပွဲနင်းလာသွားတယ်တော်တော်ဝင်သွားတယ်လို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်မှ link ကလည်း1 star ကြီးဖြစ်နေတယ် link 2 star လေးသာရှာနိုင်မစိုးအဲ့မှာကျွန်တော်ပတ်စံအောင်လည်းဖြုံးတယ်ကောင်းတင်တယ်မလှဲ့ပဲကျွန်တော်တောင်းလျှောက်လှဲ့တယ်လှဲ့တယ် နင်းတကောင်လောက်ရောင်းရင်အဆင်ပြေပြီဒါဆိုရင်ကလုံးဟီးရိုးနဲ့ဆိုရင်ကျွန်တော်တူရှာဖန်တီးလို့ရတယ်အဲ့မှာမဟုတ်တော့ကကျွန်တော်ဟီးရိုးကြီးကျွန်တော်ပောက်ကရလေးတွေဖြစ်နေပြီအဲကံကောင်းဆောင်နဲ့အဲ့မှာလင်းမှာထပ်ပြီးလင်းကို item ကြီးကျွန်တော်ပေးလိုက်ပြီး astro power rule လည်းပေးလိုက်ပြီးအပြည့်တကော order rule effect လေးလည်းဝင်နေအောင်လို့ဘာဖြစ်လဲလင်းတကောင်လေးနဲ့ပွဲုံလေးနဲ့ clean ပြန်ဆော့လို့ရတယ်ဒါဆိုရင်အခုကျွန်တော်လင်းတကောင်ပဲကျန်တာဒီလင်းတကောင်လေးနဲ့ဒီအကုန်လုံးကိုရိုက်လိုက်မြည် ဒါတော့မှ S2 power ကဟိုလိုအပြည့်မဟုတ်သေးဘူး။ကြားတလောက်တွဲထားလေးရှိသေးတယ်။ဒါတော့၄កောင်ရိုးတွေမပြည့်ပါဘူး။ရိုးအပြည့်ဆိုရင်တော့ဘလိုရိုးပဲကြီးလိုက်တော့နော်ဘယ်လောက်အောင်စွမ်းမလဲလို့ကျွန်တော်မပြည့်နိုင်နိုင်သေးဘူး။အဲအခုဆိုရင် S2 power 6ရိုးပြည့်သွားပြီ။ S2 power 6ရိုး Dragon Order 0ရိုး။လုံးဝဒီလင်းကလုံးဝ perfect ဖြစ်တယ်။ဒါတော့မှပဲသူ့မှာ Assassin buff ကတစ်ခုနှစ်ခုထနေသေးတယ်။ဘာလို့လဲဆိုတော့ S2 power room ကကရီနာပါနေတော့ ကရီးနားအဆက်စင်ဖြစ်တဲ့အတွက်သူ့ buff ကိုတွားဝင်နေတယ်ဆေရိုပီအောင်ဆော့မှာဖြစ်တဲ့နောက်ထပ်ကျန်တဲ့ဟီးရိုကြီးမီနိုဒေါ်လူတော့ကျွန်တော်ထပ်ဝင်ရအောင်မယ်အဲမီနိုဒေါ်လူတော့ပြင်လုံနေသေးတာရှိတယ်မာတိကြီးလည်းလုံသေးတယ်ဒါပေမဲ့မာတိကတော့ကိစ္စမရှိပါဘူးမာတိကတော့လှည့်နေကြလာတယ်ဒီတကောင်နေကျွန်တော် AC အကုန်လုံးကိုရိုက်လို့ရပါတယ် ဒါပေမဲ့လုံးဝစိတ်ဖြစ်နေတဲ့အနေထားတော့မဟုတ်သေးဘူးအချိန်ကြီးပြုတ်သွားနိုင်တယ်ဘာလို့ကျွန်တော်တွေးရလဲတော်တော်နည်းနေပြီဖြစ်တယ်ဒါပေမဲ့အဆူပါဝါအပြည့်ဒဂွန်အရလီရူနဲ့ဒီလင်းရတော့အနည်းဆုံးတော့ဝင်ရင်တော့မှပဲအရင်မဝင်နိုင်တော့ဘူးဒါမီးကတော်တော်ထွက်တယ်လုံးဝတွေးရအပြည့်ပြန်ဖြစ်တယ်အဓိကလင်းရအဒီသုံးနိုင်မှုအဓိကကျွန်တော်ပေးထားတဲ့ item တွေကလည်းဒီကောင်လေးလိုက်တယ်လုံးဝ wah is ဒါစင် ရှိမှာတော့ attack speed ယူထားရဆိုတာကမြ мян ခုတ်ပြီးမန္တန်မြ мян တက်အောင်လုပ်အဲဒါဆိုရင်ဒီမှာလုံးဝမနိုင်တော့မနိုင်ပြောရင်ဟာရာဘီကလည်း epic hero ပါပဲဒါပေမဲ့လင်းလို hero မျိုးနဲ့ရှင်လာရင်တော့ဘလို့မှမလွယ်တော့တမယူကြတော့မှာပဲနိုင်မို့မလွယ်ရအခုလိုမျိုး rule 6 rule အပြည့်နဲ့အဆိုပါပါအပြည့်ပြီးသားဆိုတော့ဘလို့မှမဖြစ်နိုင်တော့ကျွန်တော်အဆိုပါပါ rule တွေကမရအောင်မရအောင်တော့ကျွန်တော်မပါလို့လဲဆိုရှေ့ရလေးနေပဲကျွန်တော်ရှောက်ထည့်ထားတယ် ားကက်ဒီဆိုရင်ဝမ်းစမ်းလက်ကောင်ကျွန်တော်ပြစ်ထည့်တာလေပွဲကြီးကတော့တဖြည်းဖြည်းနဲ့တော့ကျက်လာပြီ enemy တွေကတွေးလိုက်လို့ရှိရင်3စားဆိုတာအိုးဒီမှာဆိုကျွန်တော်ဝင်သွားပြီလုံးဝပြုတ်တော့မယ်အိုးလုံးဝခုနှစ်ဆက်ပဲကျန်တော့ကျွန်တော်တွေးရဒါပေမဲ့ Facebook ကိုရောက်တယ်ဒါပေမဲ့ဒီမှာမလိုတော့အောင်ကျွန်တော်တို့ Astro Power ကတော့ဒါပေမဲ့ကျွန်တော်ယူစရာလည်းမရှိတော့ဘူး identity Astro Power ဆော့တာဖြစ်တော့တဲ့ဒီ၃ဝိုင်းလည်းတွားယူလို့အဆင်မပြေဘူးလင်းကလည်းသူ့ idea နဲ့သူ့အဆင်ပြေနေပြီသားဖြစ်တယ်တော့ကျွန်တော်ဒီဒါမဲကြီးကိုမယူတော့ဘူး အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့တန်ရိုးပဲကောက်ယူလိုက်တယ်။ဘာလို့ဆိုတော့ဒီ Astro Power Room ကမီနိုတော့ကတန်ဖြစ်တယ်။အဲ့တော့တန်ရိုးလေးတရိုးပေါင်းလည်းမနေဘူးဆိုပြီးကျွန်တော်ယူလိုက်ခြင်းဖြစ်တယ်။ချုပ်ကောင်လေးဆိုကျွန်တော်ကျွန်တော်ပြောသလိုပဲဟိုမှာတစ်ချက်တည်းနှစ်ချက်တည်းနဲ့သတိစားဖြစ်အောင်စူး။အဲ့ဒါကြီးကအမှန်တမ်းပြောရင်လက်ကြီးရောင်တိတ်မထက်ဘူး။ဒါပေမဲ့ပြောမယ်တာပြောတာတော်တော်တက်တာ။ဒါပေမဲ့ Bro ကြည့်လိုက်ရဒီမှာလင်းတစ်ကောင်မို့သူတို့ဒီအကုန်လုံးကမတက်နိုင်ဘူး။ဒါပေမဲ့ဒါတော့မှတိတ်မလို့ရှင်မလို့ဖြစ်သွားတယ်။ဒါပေမဲ့ထွက်တယ်လို့ပဲပြောရမှာပဲ။ လင်းရဲ့အတက်ကတော့အဓိကကသူတစ်ချက်တစ်ချက်ကိုအတီးပွင့်ဖို့အရေးကြီးတယ်။ဘူးလေးကျွန်တော်လိုက်ထည့်တယ်။အစူပါကဖြင်းဖြင်းနဲ့ဆယ်ဘူးတော့ပြည်သွား။လုံးဝကျွန်တော်လူချင်းမှဆိုတော့ဆယ်ဘူးအပြည့်ကျွန်တော်ဆော့နိုင်ခဲ့ပြီ။ဘူးရူလည်းတစ်ခေါက်လောက်ဆော့ကြည့်စီချင်တယ်။အစူပါကအစူပါကမဟုတ်ပါဘူးကျွန်တော်မှားပြောတာ။ဘူးရူကလည်းအဲ့လိုဆယ်ဘူးဘာပဲဖြစ်ဖြစ်ကြိုက်တယ်ဘူးပေါ့နော်။ဘူးရူသဘောကျတယ်ဘူးဆယ်ဘူးကိုကျွန်တော်ဆော့ကြည့်မယ်။ သဘောကျတာတက်ဆိုင်အမှန်တမ်းပြောရင်အခုလိုဘောကျွန်တော်လိုမျိုးပေါ့နော်ဒီဂျုံကကြာပဲမို့သူပြီးတဲ့ပုံကိုဒီလိုက်ဆော့တာတော့ဆယ်ဘူးပြီးဖို့ဖြစ်နိုင်တယ်လူချင်းနဲ့ဘူးကြီးကိုတားကတ်ထားပြီးဆော့ကြတဲ့တိမ်ဖြစ်နိုင်တယ်အခုဆိုရင်ဆယ်ဘူးအပြည့်လင်းရဲ့ရိုက်ချက်တွေရှိုးလိုက်တော့လင်းကတအုပ်ကြီးကိုဒီကောင်လေးနဲ့ရိုက်သွားတယ်မှန်တမ်းပြောရင်တခြားဟီးတွေကအယောင်တော့ပဲကျွန်တော်ကဘာမှအမှားသိမ့်မရှိဘူးမီနိုဒေါဆိုလည်း1 star ကြီးကျန်တာကြီးလိုက်ကျွန်တော်ထားတာကျွန်တော်စီမှာဒါမိကောင်တိတ်မပါဘူးအာဂတ်ဆိုတာလည်းအဲ့လောက်ဒါမိထွက်တဲ့ဟီးတွေတော့မဟုတ် ဘာဖြစ်လို့လဲဆိုတော့ FPG တော့ဟုတ်တယ်ဒါပေမဲ့ fighter နှစ်မျိုးပဲရှိတယ် item ပေးရတယ်ဆိုရင် attack speed လည်းမပါရဲကျွန်တော်သိရိုက်နေတယ်ဟုတ်ဒီကတော့လင်းအောင်အကူကြီးချတာဖြစ်တယ်လင်းအောင်အကူရဲဆိုရင်အဓိကအကျိုးတရားမှုရှိနေတာကတော့ဒီ S2 power rule တွေပဲဖြစ်တယ် S2 power zero effect ဒီ magic ချက်အသစ်မှာက zero အပြည့်ဆိုရင် zero လုံး effect ဝင်တယ်ဟိုရင်တော့လို့မချစ်ချက်အဟောင်းမှလို့မဟုတ်တော့ဘူးအခုက0ဒီအပြည့်တွဲနိုင်တွဲလို့ရတယ် ဒါပေမဲ့ပွဲတိုင်းတော့မရဘူးကျွန်တော်တော့မှပဲပွဲတစ်ချောင်းလုံးဆော့ပြီးတော့မှတပွဲတော့ရသွားတယ်ဒါတော့မှပဲကံကောင်းထောင်းပါပြီးကြောက်ထားပြီးရသွားတာဖြစ်တယ်လေးရဲ့ဒါမေကပြောစရာမလိုလောက်ပါပဲလုံးဝဒီကောင်တစ်ချက်တစ်ချက်ရိုက်ချလိုက်လို့ရှိရင်လုံးဝပြုံးနေတိုင်းနေပဲဒီရဲ့သူ့ရဲ့အတီသုံးတဲ့ဒါမေတွေမဟုတ်ဘူး physical ပြီးတဲ့ဒါမေတွေအစားဒီကောင်ကတော်တော်ထွက်သွားတယ်ခုဆိုရင်ပွဲရတယ်ပြီးတော့မှဖြစ်တယ် enemy ကလည်းတွေ့သိမ့်မကြမ်းတော့ဘူး ကျွန်တော်သွေးရလဲလီနဲ့မှုန်နေတော့မှပဲပြုတ်တော့မယ်သွေးနဲ့ဖြစ်တယ်။ဒါပေမဲ့ပြုတ်တာတော့မပြုတ်တော့ပါဘူး။ဘာလို့လဲဆိုတော့ H2 power 0လို့အပြည့်တွဲထားဖြစ်တယ်ဒီလင်းကဒမ်းမီယာ over ဖြစ်သွားပြီ။ကျွန်တော်သား6ရိုးလောက်ပဲတွဲနိုင်နေဆိုရင်ကျွန်တော်ကရှုံးသွားတာကြာပါပြီ။ဘာလို့ဆိုတော့6ရိုးနဲ့ဆိုရင်တော့မနိုင်တော့ပါဘူး။ enemy ကလည်းသူ့အတူချင်းကြပါတယ်။ enemy ကလည်းခီတော့မဟုတ်ပါဘူး။သူရှားတွေရွေးကို၅កောင်ရှိပါတယ်။ဒါပေမဲ့0အပြည့်လင်းရင်ဒမ်းမီယာတော့ over ဖြစ်လုံပါတယ်။ ကဲအားလုံးပဲဗီဒီယိုလေးလည်းပြီးပြီဖြစ်တဲ့အတွက်နောက်ဗီဒီယိုမှာတက်တွေ့ကြပါမယ်ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ကြပါရစေအားလုံးကျေးဇူးတင်ပါတယ်ဗျာ